ပရိသတ်များအလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ယူကရိန်းရဲ့ဒရုန်တိုက်ခိုက်မှုများအတွက်လက်တုံပြန်သွားမယ်လို့ပူတင်ကဖုန်းဆက်ပြောကြားကြောင်းထရန့်ဖွင့်ဟာလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့55မိနစ်အကြာဖုန်းပြောခဲ့တယ်လို့ဗိုလ်တော်ဦးနေမှာပြောကြားခဲ့ပါတယ်အဲ့ဒီပြောဆိုမှုတွေအတွင်မှာတော့ပူတင်ကယူကရိန်းရဲ့မကြာသေးခင်ကရုရှားစစ်ဘက်လေရင်ကွင်းတွေကိုဒရုန်းနဲ့တိုက်ခိုက်မှုအပေါ်တုံ့ပြန်မယ်ဆိုတာကိုပြင်းပြင်းထန်ထန်ပြောကြားခဲ့တယ်လို့လည်းသိရှိရပါတယ် ဒီစကားပြောဆိုမှုကဆိုရင်တော့ငြိမ်းချမ်းရေးအထွတ်ဆက်တိုက်လုပ်နေတဲ့တန်တပန်ရေးရာကြိုးပမ်းမှုတွေအကြားမှာဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ KF နဲ့ Moscow အကြားနှဆိုင်တဲ့သဘောထားကွယ်လည်မှုတွေကြောင့်မလို့ငြိမ်းချမ်းရေးကိစ္စကတော့ရှုပ်ထွေးနေတော့ပါပဲ။ဒါကောင်းမွန်တဲ့ပြောဆိုမှုပါပဲ။ဒါပေမဲ့ချက်ချင်းငြိမ်းချမ်းရေးရမယ့်စကားမျိုးတော့မဟုတ်ဘူးလို့ Trump က Truth Social မှာရေးသားခဲ့ပြီးတော့နှစ်ဖက်စလုံးရဲ့မကြသေးခင်ကတိုက်ခိုက်မှုတွေကိုအတိအမှန်ပြုခဲ့ပါတယ်။ သူကပြိပကကိုအဆုံးသတ်ချင်တယ်ဆိုတာကိုထပ်ပြောခဲ့ပေမဲ့ဖေရှင်ဖို့အတွက်အဆိုပြုချက်အစ်စ်ကိုပေးခဲ့တာမျိုးတော့မရှိပါဘူး။ဗိုလ်တော်ဦးနေအစောပိုင်းမှာတော့သမရပူတင်ကယူကရိန်းမှာအပြည့်အဝအပြည့်ခတ်ရက်စဲဖို့ဖြစ်နိုင်ခြေကိုပယ်ချခဲ့ပါတယ်။ KF တက်ကန်မှုတွေရန်အားချိန်ကိုလက်နက်တွေပြန်ဖြည့်ဖို့နဲ့စစ်သားတွေထပ်ဆူဆောင်ဖို့အခွင့်ကောင်းယူလိမ့်မယ်လို့သူကပြောပါတယ်။ဘာလို့သူတို့ကိုတိုက်ပွဲကနေပြီးအနာပေးပြီးစူချရမှာလဲ။အဲ့ဒီအခြေအနေတွေကိုအနောက်နိုင်ငံတွေကလက်နက်တွေပေးပို့ဖို့အတင်းအာရမစစ်သားဆူဆောင်မှုတွေဆက်လက်လုပ်ဖို့နဲ့မတူညီတဲ့အကြမ်းဖက်မှုတွေလုပ်ဖို့အသုံးပြုကြမှာလို့ပူတင်ကရုပ်မြင်သံကြားကနေပြသခဲ့တဲ့အစိုးရအစည်းအဝေးတစ်ခုမှာပြောကြားသွားခဲ့တာပါ။ သူကတော့ယူကရိန်းဟာဒီတင်းငွေတွေပရက်ကရုရှားနယ်စပ်ဒေသကတံတားတွေပေါ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေစီစဉ်ခဲ့တယ်လို့လည်းဆွဆွဲခဲ့ပါတယ်။အဲ့ဒီထဲမှာတော့လူခဏဦးသေဆုံးခဲ့ရတဲ့ရထားလမ်းချော်မှုတစ်ခုလည်းပါဝင်ပါတယ်။ယူကရိန်းကတော့ဒီဖြစ်စဉ်အတွက်တာဝန်ရှိကြောင်းဝန်ခံထားတာမျိုးမရှိသေးတာပဲဖြစ်ပါတယ်ခင်ဗျာ။စတာချန်နယ်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ခဲ့ကြပါအောင်ခင်ဗျာ။